အားလုံးကမင်္ဂလာပါကျွန်တော်ရေတင်ဆက်နေကြပေါက်တက်ရဗီဒီယိုလေးဒီအစီအစဉ်ကနေပြန်လေကြိုးစားပါတယ်မနေ့ကတော့ကျွန်တော်ရေဒီထက်ထထုံကြီးပေါ့နော်အမလောင်းရေဗီဒီယိုလေးကတော့ဒါဘာပြောတာနည်းနည်းလေးပို့ပြီးတော့ပြန်နှံ့သွားတာပေါ့နော်အဲ့တော့မန်းလေးလည်းကျွန်တော်မြင်ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ reply လေးပြန်ပါတယ်ရေးရရပါတယ်ဆိုတော့အဓိကတော့ကြာရှင်းပြီးတော့ကျွန်တော်တို့ဒီဒေါ်လာရေးတဲ့ကနေမှဒီဘောမတွေဖက်ကွက်စာတွေကို အခုရတဲ့ဘက်ကနေပြီးတော့ရသလိုပြန်ပြီးတော့ဒါတယောတဲ့သဘောပါပဲဆိုဒီနေ့မှလည်းကျွန်တော်အဲ့လိုဗီဒီယိုလေးတစ်ခုလုပ်ထားပါတယ်ဒါပေမဲ့ဒီနေ့ရောနည်းနည်းအတီတန့်တော့ရဖီဒီယိုလေးပေါ့နော်အဲ့တော့ဘာလို့ဖြစ်မလဲဆိုတာလေးကျွန်တော်တို့အရင်ကြည့်လိုက်ကြတာပေါ့ဆိုတော့ကြည့်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ပုံမှန်ကိုယ့်ရဲ့ team in တဲ့လေကမ္မမလာယူရေးပေးကြပါလို့တော့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်စလိုက်ကြမယ်ဟုတ်လားမင်္ဂလာပါ နမစတိတချို့တချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတမျိုးဖြစ်နေပေမဲ့လူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်ဘတူးလေ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  လေးရှားနိုင်ငံရေးကြီးမိုဟာမက်ဟာဆန်ကမနေ့ပူဇော်မှုကြီးနဲ့တက်မတော်အေဂရီယာမှာတွေ့တယ်။တွေ့တဲ့အချိန်မှာတော့ဒါပူဇော်မှုကြီးကတော့ဒီပူဇော်မှုကြီးကတော့ဒါသူတွေ့တဲ့အချိန်မှာတော့ဟိုမြန်မာနိုင်ငံမှာရှိနေတဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ကိစ္စလေးနော်အဲ့ဒါပြင်ဆင်မှုတွေကိစ္စလေးဒါလေးနဲ့ပတ်သက်လို့လည်းသူကတော့ပြောတာပေါ့။အဲ့ဒီမှာသူကမလေးရှားနိုင်ငံရေးကြီးကတော့ပြောပါတယ်။ဒီမလေးရှားအနေနဲ့ပေါ့တော့ဒီမလေးရှားနိုင်ငံရေးကြီးကတော့တဲ့မြန်မာနိုင်ငံရွေးကောက်ပွဲပြင်ဆင်မှုတွေပတ်သက်လို့ရှင်တော့ကြားသိရတဲ့အတွက်ဝမ်းမြောက် ဝမ်းသာဖြစ်တယ်ဆိုတဲ့အကြောင်းပြောတယ်ဒီလိုအာဆီယံအနေနဲ့မြန်မာနိုင်ငံကျွမ်းဆောင်ရမ်းမှုတွေကိုအကောင်းဆုံးပြောင်းပူးပေါင်းဆောင်ရမ်းသွားမှာဖြစ်တယ်လို့ပြောတယ်ပြီးတော့အလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုလိုတယ်လို့ပြောတယ်ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ဖို့တွေဆေးလုပ်ပေးသွားမှာဖြစ်တယ်လို့လည်းပြောတယ်နော်ဒါလည်းကောင်းတဲ့ကိစ္စပဲအဲ့တော့ထည့်ပြောလိုက်တော့မလေးရနိုင်ငံရဲ့ယူကြီးလည်းနေတော့သိသွားတော့ဗျာဆိုတော့ပြောရရင်တော့ဒါတွေကတို့အပြန်လန်ဆွေးနွေးကြတဲ့ဆွေးနွေးချက်တွေကလိုရင်း point လေးတွေပေါ့ဆိုတော့ဒါကဒီဘက်မှာလာဆွေးနွေးတာအဲ့ဒီအချိန်မှာမလေးရှားဘက်ကထုတ်ပြန်တော့ကြည့်လို့လည်း 5 point consensus ပေါ့နော်ဒီအဲပုံသဘောလုံးကျငါးချက်ကိုဆက်လက်အကောင့်ထဲပို့ဖို့ကိစ္စတွေအားလုံးပါဝင်တဲ့အဲနိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့နော်ညီလာညီလာဖြစ်ဖို့ဒါမျိုးတွေတောင်းအပ်ပြီးရဆိုမျိုးတွေမလေးရှားဘက်ကထုတ်ပြန်တယ်ဆိုတော့ဘုံကြောင့်ကြီးတို့ထုတ်ပြန်တဲ့အချိန်မှာ ਨੇ တို့တို့ကွာနေရဆိုတော့တစ်ချက်ပဲအဓိကတွေ့တယ်အဲ့ဒါ5 point consensus ပေါ့နော် ASEAN ဒီပုံသဘောလုံးကျငါးချက်ကိုဆက်လက်အကောင့်ထဲပို့ဖို့ဆိုတဲ့ကိစ္စမျိုးအာ Okay Take a look မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟဆန်ကမပြောခဲ့ပေစစ်တပ်ကလိန်လေထုတ်ပြန်ခဲ့တာမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မနေ့ကသတင်းထုတ်ပြန်မှုကြောင့်အဖြစ်မှန်အပေါ်ပေါက်လာခဲ့ပါတယ်ကျွန်တော်ရည်ရည်လားဒီတိမဆက်သေးဘူးဆက်တင်တယ်ကြည့်ပါဦးစောင့်ကြည့်ပါဦးခင်ဗျားတို့ကလည်းကြည့်နေကြည့်နေမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟဆန်အောက်တိုဘာလ9ရက်နေ့ကနေချင်းပြန်နေပြည်တော်ကိုတွားရောက်ခဲ့ပြီး အဲ့လိုလာရောက်တဲ့အပေါ်မှာစစ်တပ်ကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အပြင်အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားကရွေးကောက်ပွဲလေးလာဆောင်ကြည့်ရေးအဖွဲ့တွေကိုလည်းဆေလွတ်ပေးသွားမယ်ဆိုပြီးလိန်လေဖော်ပြခဲ့တာပါ။တော်မင်းတို့ဟာရှက်တင်တယ်။အရှက်မရှက်တင်နေ။ကြည်ပါဦးစောင့်ကြည့်ပါဦးခင်ဗျားတို့ကလည်းစောင့်ကြည့်နေကြည်နေ။ โอเคအဲ့တော့ကျွန်တော်ဒီအနေချက်နိုင်ငံခြားရေးဝန်ကြီးမြန်မာခီးစင်ဟာဟိုရိုးရိုးတန်းတန်းပြောရရင်တာမန်ခီးစင်တော့မဟုတ်တော့ဒါကြီးကမြန်မာအစိုးရရဲ့အတွက်တော့ road တက်တယ်ဂုံတိခါရ road တက်တယ်ခီးစင်ရှစ်တယ်ကျွန်တော်မြင်တယ်အဲ့တော့ဗိုလ်ချုပ်ကြီးရဲ့ဟိုကလေ road လက်တက်လာတော့အမှပို့လိုက်မြေသူက road တက်လာတယ်သူ့ကိုဘူးတော့လာတွေ့ရပေါ့ရောက်လာဖြေပြောတာသူကစားရှင်းရှင်းနဲ့သူကဆိုဟိုနှစ်ဆက်ပြစားတော့သူက white name ကိုကြိုးစားတယ်ဘလိုပဲလို့သူ AC ပဲလို့ဆက်ချက်လို့သူကြိုးစားချက်ကြိုးစားတယ်သူကအတူလုပ်တယ်လော်ရင်းနဲ့27ခင်းချင်နဲ့27 24 25လေးရောက်သူ့ရဲ့ road တက်လာတဲ့ခါ လာကိုတွေ့ရတယ်ပေါ့တောက်သွားတယ်။ तू ကတော့တွေ့ကြမှာလို့လေ။ तू ကမတွေ့ရပေါ့ရောက်လာတယ်။ဆိုတော့ဒါကဘာလို့ဆိုကိုကအင်ဂျင်နီယာဖြစ်ဖြစ်သွားတာ။အင်ဂျင်ရှင်ပေါ့။အဲအဲ။ဒါကကိုယ့်ရဲ့ဟိုပါပဲ။ကိုယ့်နိုင်ငံအတွက်တော့ဂုံတက်တယ်ပေါ့။ဒါကောင်းတဲ့ကိစ္စ။အဲ့တော့ကျွန်တော်တော့ခမနာဝူဒင်းကြီးများဆန်တီစီဝင်များတက်ခွင့်ရနေပြီလားတော့ကျွန်တော်တက်ခွင့်ရဖို့လာဖိတ်လာလို့တော့ကျွန်တော်စဉ်းစားရဖြစ်လာတယ်။တချိန်တည်းမှာကမှဒေါ်နယ်ထရိုင်းလိုများနည်းများလက်ဆွဲနှုတ်ဆက်ပုံများဖြစ်နေလို့လားမသိဘူးလို့ပြောရမှာဖြစ်တယ်။ဒါဆိုရင်တော့သူကဒေါ်နယ်ထရိုင်းလက်ဆွဲနှုတ်ဆက်ခိုင်းလို့ရှိရင်တော့မြန်မာခေါင်းဆောင်အဆက်ဆက်မှာ။ပြန်ပြောမယ်နော်။မြန်မာခေါင်းဆောင်အဆက်ဆက်မှာအမေရိကန်သမ္မတရုရှားတောက်ခေါင်းဆောင် တရုတ်ခေါင်းဆောင်အိန္ဒိယခေါင်းဆောင်မြောက်ကိုရီးယားခေါင်းဆောင်အဲ့လိုခေါင်းဆောင်တွေနဲ့ပထမဆုံးလက်ဆွဲလုပ်ဆက်ရတဲ့လူကသူဖြစ်ပြီဘာလို့လဲဆိုတော့ခက်ရတော့ကြည့်သူဖြစ်ပြီဘာလို့ဆိုတော့ဘယ်သူမှရှေ့မှာမလုပ်နိုင်ရဘူးဦးသိန်းစိလည်းမလုပ်နိုင်ရဘူးဒေါ်ဆောင်စိလည်းမလုပ်နိုင်ရဘူးဦးထီကျော်လည်းမလုပ်ခဲ့ဘူးဦးဝင်းမြင့်လည်းမလုပ်နိုင်ရဘူးဆိုတော့ဒါအချင်းချင်းအပြင်တော့ तू ကပထမဆုံးဖြစ်လာမလားတော့မသိဘူးကျွန်တော်ပြောမမြအောင်ခွေးဒါတွေကဆောက်ဖို့ပဲကောနော် ကျဆောဘူးဘူးကဦးဦးမေးအွန်လိုင်းပေါ့ဗျာနော်ဒီအဲ့ကခန်းသားတွေကိုသွားတက်တဲ့အချိန်ရဲ့ဒီဒေါန်ဆန်းစုကြည်နဲ့ NLD ကိုဒေါန်ဆန်းစုကြည်လွတ်တဲ့အချိန်ပြုပြင်ပြောင်းလဲရေးကာလမှာ NLD ပါတီအာဏာရတဲ့အချိန်မှာသွားတဲ့တန်တမန်ရေးခီးစဉ်တွေရဲ့ပုံရိပ်တွေရဲ့ဒီဦးမေးအွန်လိုင်းသွားတဲ့တန်တမန်ရေးခီးစဉ်ပုံရိပ်တွေကိုကိုယ်မောင်ကြည့်ကြည့်လေဗျာ ဟမ်ဒေါ်လန်းစုကြည်သွားတဲ့တန်တမန်ကြီးခီးစင်နေမှာဒေါ်လန်းစုကြည်ကလိုက်ပြီးတော့ဟာဓာတ်ပုံဆိုင်ပြရစီလက်ဆွဲနှုတ်ဆက်ပြရပါစေဆိုပြီးတော့တည့်ရပလားဟိုနနောင်ငယ်လေးနဲ့အောင်လေးကနေပြီးတော့တည့်ရပလားဟိုဘဲချောင်းတူကမဟုတ်ဘူးဒေါ်လန်းစုကြည်ကရှင်ကိုကော့ပြီးတော့ပြုံးပြီးတော့တကယ်စံတုံးနဲ့ဟုတ်လားပန်းပွင့်နဲ့ဟုတ်လားလူလူပေါ်လေးမှာတော့မဟုတ်ဘူးနော် ကဘာပေါ်ကမင်းပြိတဲ့ပေါင်းရဲ့အလဲမဟုတ်လားရှင်ဘုံပေါ်ပြီးတော့တခါတော့မင်းတွားပြီးတော့ဘယင်မကြီးအားစာဘိုးချုပ်တဲ့အမေရိကန်သမရတွေဟုတ်လားပြီးတဲ့ဟိုနေနေတကဘာလုံးမှရှိတဲ့မင်းပေါင်းများစွာရဲ့အလဲမတင်းတင်းတက်တဲနဲ့တန်တမန်ရေးကိုတိဆောက်သွားခဲ့တာဗျအခုမင်းအောင်လိုင်းတန်တမန်ရေးတိဆောက်တယ်ဆိုတာကရိုင်းရိုင်းပြောရင်ဟိုဂျိုလိုက်ပြီးတော့ကင်နေရတာဗျာကဲစင်းသားကြီးဂျိုလိုက်ကင်နေရတာ နော်အဲ့တော့အဲ့လိုတန်တမာကြီးတခုမှသူတို့ကတော့အောင်ပွဲခံနေကြတာပဲဒါပေမဲ့ကျွန်တော်ပြောပြမယ်ဗျအင်ပါယာတခုရဲ့ back year country တွေနောက်ဖွေးနိုင်ငံတွေကဘယ်တော့မှကောင်းစားရုံမရှိဘူးတော်မင်းတို့ဟာလဲဆက်မရှိဘူးလားဆက်တင်တယ်နော်အဲ့တော့ဟုတ်လေ here or the bar ကွာအဲ့အချက်ကိုပြောတာမကြားရဘူးမကြားရဘူးအလုံးကိုယေစုတင်ပါတယ်တော့ဘယ်လိုလုပ်ရှင်တော့ ဒီဘုံဝါကြီးကသူတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်သူတို့ကဘာလေးပဲလုပ်လို့နည်းနည်းလေးပေါ့နော်နည်းနည်းလေးတခုခုသူတို့နည်းနည်းလေးလူရတွင်းကန်ရလို့ထင်ပြီးသူတို့ကအကြီးကြီးလော်တာလားဒါကအခုပါဘူး train နဲ့တွေ့ရမယ်လို့ဘာလို့ညာလို့စောက်ဖို့ကအင်္ဂလိပ်လိုတော်လုံးမတက်ဘူးနဲ့သွားပြီးတော့ဒီကလေးပေါ်သွားပြီးရောင်းချောင်း ငါတို့ကဘုံတော့ကြည့်ရအောင်ဒီကောင်ကယူနေတယ်ဒီကတော့ငါတို့ကဘုံတော့ဖြစ်နေတော့ဒီကငါတို့ကဒီအရှာမှလည်းစားတယ်ဆိုတော့ဒီကငါတို့တော့ဖြစ်တယ်ဘာငါဖြစ်နေတော့ငချင်းတော့ဖြစ်နေတော့ငချင်းစီပြန်နေပါတယ်ချက်လာတယ်ဘာညာလို့ဒီဆောင်းဝင်တော့တကယ်ဆိုတော့ဒါကျွန်တော်ကျွန်တော်ဒီနေ့ဗီဒီယိုကျွန်တော်ဗီဒီယိုလေးတော့ဒါတော့ပါပဲအော်ဒါကိုယ့်ရဲ့ team manager လေးတွေဝင်ပြီးတော့ဒါချီးသွားနိုင်ပါတယ်ဂျပူးနဲ့ပတ်သက်ပြီးတော့နော်ဆိုတော့မနေ့ပြန်ကျွန်တော်ပြန်လာခဲ့ပါမယ်အော်နေ့ပြန်တော့နည်းနည်းပုံပြီးရှိရမယ့်ဟာတွေရှိမယ် ထင်တာပဲကျွန်တော်လည်းစတော့စံနေရခုဒါဒီညကကျွန်တော်အချိန်ရလို့ရှိရင်တော့အဲဂရုံငပောက်ဂရုံဟာကိုကျွန်တော် save လို့ကျွန်တော်စဉ်းစားရတာပေါ့နော်ဆိုတော့နောက်ပြန်ကျွန်တော်တို့ထပ်ပြီးတွေ့ကြမှာ Okay bye okay 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 okay